ကျွန်တော်တို့ရဲ့ယုံကြည်ချက်ကဘာလဲဆိုတော့ဒီနေ့ကျွန်တော်တို့လူပညာရှင်တွေအားလုံးဒီနေရာမှာတစုတွေနဲ့ဖြစ်နေနေရတာကျွန်တော်တို့တရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကိုပြန်ပြီးတော့လိုချင်လို့ဖြစ်ပါတယ်ခင်ဗျာတရားမျှတပြီးလွတ်လပ်တဲ့ဒီမိုကရေစီစနစ်သာလျှင်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူတွေတယောက်ချင်းတယောက်ချင်းစီရဲ့အနာဂတ်ကိုပြန်လည်ရရှိမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့လူပညာရှင်တွေအားလုံးကလည်းဒီသူတွေအတူအေးတူပူများအတူတူရှိမယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ခင်ဗျာ ရာကျွန်တော်တခုလောက်မေးလို့ရလားမသိဘူးဒီရွေးကောက်ပွဲကအတုအယောင်ဆိုကျွန်တော်ပြောတာမဟုတ်တော့အတုအယောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်ပြန်မှာမဟုတ်လို့လဲဗျာအမှန်ပါဆရာပြီးရင်ဒီရွေးကောက်ပွဲကစည်းကမ်းကိုတော်တော်တင်းကျပ်ထားရည်လို့သိရပါတယ်ဒီတိုင်းပြည်ရဲ့အရေးဟာကျွန်တော်တို့အားလုံးပေါ်မှာမြင်ကြည့်လို့အဲ့တော့အခုဆိုရင်ကျွန်တော်တို့ဒဏ်ရာတွေများနေတဲ့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လည်ကုစားနိုင်ဖို့အတွက်ဆေးရတွေ့နေတယ် အလုံးဝိုင်းဝန်းပြီးတော့ဒဏ်ရာတွေပျောက်ကင်းသွားအောင်ကူညီပေးကြပါနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့အသေးကြားကမဲတပြားဒီတိုင်းပြည်အတွက်ဒီဘုံထောင်တိုင်းတော်လိုက်ရင်မဟုတ်ဘူးမင်းတို့ရည်ချက်တွေမှားနေပြီအေကာဆီယံဝတယောက်အမြင်နဲ့ပြောရမယ်ဆိုရင်ဒဏ်ရာတွေများနေတဲ့တိုင်းပြည်ကို ။တန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့ဒေါ်လာရင်ဖြစ်တော့မှာပေါ့ကွာ။အားအဲ့ဒါတော့မသိဘူး။ငါတို့ကဘယ်လိုလုပ်အောင်လုပ်မှာ။ခုလည်းမင်းတို့ရဲ့အတူတူဇွဲပေါက်ပဲကြီး။ဘာလို့လဲကများရအောင်။အဲ့တော့နေလေ။ဘာဖြစ်လို့ဖြစ်ချင်တယ်လဲကျော်။ဇွဲပေါက်ပဲဖြစ်မှမင်းတို့လိုချင်တဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့။ဟမ်ဟုတ်ကဲ့မင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူး။ weak up